ကဲအလုပ်တွေများလို့စိတ်ရှုပ်လာပြီဆိုလို့ရှိရင်တော့ဘန်ကောက်မြို့နယ်မနီမဝေးလေးမှာရှိတဲ့ယူနီဂျန်ဆိုင်တဆိုင်လေးရဲ့နောက်ထပ်အမြီးကောင်းလေးနဲ့လေကောင်းလေတန့်မှာရှူရှိုက်လို့ရတယ်။မောပြေအနားယူဖို့နေရာလေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာ။ ဆိုင်လေးကတော့ဖတ်ထရလည်းမရောက်သလိုဘန်ကောက်နဲ့လည်းမနီမဝေးနေရာလေးတစ်ခုဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရောက်လာတာနေ့လယ်12:00နာရီကျော်ပါပြီဒါပေမဲ့ဒီနေရာမှာပူလားဆိုတော့တိတ်ပြီးတော့မပူပါဘူးဘာကြောင့်လဲဆိုတော့အများကြီးထတ်ရှင်ပြနေစရာမလိုတော့ပါဘူးเนาะသူကဆန်းချောင်းပေးနာမှာဆိုတော့အေးအေးလေးနဲ့ထိုင်လို့ကောင်းတဲ့နေရာလေးတစ်ခုပါပဲဒီနေ့လာတာတနင်္ဂနွေနေ့ဆိုတော့လူတွေအပြည့်ပါပဲခင်ဗျာ ထမင်းဟင်းဆိုလို့ရှိရင်လည်းဒီမှာမာလို့ရတယ်လို့အေးတောက်ချင်တဲ့ညီကိုတွေလည်းဒီကောင်တာမှာမာလို့ရပါတယ်အစားတောက် တော့တော်တော်လေးကိုစုံနေပါတယ်စားချင်တာလေးတွေလည်းမာပြီးပြီဆိုတော့အရင်ဦးဆုံးလက်ချောင်းလေးရှင်းသွားအောင်လို့ရင်ရွေးကြမ်းလေးတစ်ခွက်လောက်ကောင်းမော့လိုက်ပါမယ်ကျွန်တော်ဗားလေးတွေမာထားတယ်ဆိုလို့ရှိရင်တော့တင်မော်သီးထောင်းကြာဆန်တုပ်ပေးသားကြောနောက်ထပ်ပေးသီးထောင်းမှာငြုတ်တိမထဲ့ပဲနဲ့မှားထားပါတယ်ကဲအားလုံးမြည်ကြပါအောင်ခင်ဗျာ ရင်နွေးနဲ့အလိုက်ဖက်ဆုံးအစားအစာလေးပြောပြပါဆိုလို့ရှိရင်တော့ဒီဘဲကြော်လေးကတော်တော်လေးကိုမိုက်ပါတယ်ခင်ဗျာအရသာလည်းကောင်းသလိုဒီနေ့ကျွန်တော်နပကံလောင်းမှစားလိုက်ပါတယ်ဈေးလည်းအရင်ကမကြည့်ပါဘူးပေဒီထောင်းလေးဆိုလို့ရှိရင်လည်းချစ်ချင်နေနဲ့ငပိနံနေသိင်းလေးရဲ့နောက်ထပ်ဝက်သုံးထပ်သာခောက်ကြော်လေးပါထည့်ထားရဆိုတော့လုံးဝ very good ပါပဲခင်ဗျာရင်းရွှေ့ချမ်းနဲ့ light my light ခုဆို အချိန်ကညနေ9နာရီလောက်ထိုးနေပြီဆိုတော့လူတွေလည်းနည်းနည်းလေးပါသွားပါပြီเนาะဒီရေကနန်လားဆိုရင်လုံးဝမနန်ပါဘူးရေရှင်လည်းတစ်ခါဖြစ်တဲ့အတွက်ကြောင့်ရေတွေလည်းဆော့လို့ရတယ်လို့အခုလိုသဘာဝဆက်ဆံပြိုင်းလေးတွေလည်းလာနာတာလို့လည်းမြင်တွေ့ရမှာဖြစ်ပါတယ် ီနေရာလေးကမိသားစုလိုက်အပန်းဖြေမယ်ဆိုလို့ရှိရင်လည်းအရန်ကမှအဆင်ပြေသလိုရေစော့တတ်တဲ့ကလေးလေးတွေရှိလို့ဆိုလို့ရှိရင်တော့ဒီစမ်းကြောင်းလေးကိုခေါ်သွားလို့လည်းလုံအောင်လုံအောင်ကိုအဆင်ပြေတဲ့နေရာလေးတစ်ခုပါပဲ။ဘာကြောင့်လဲဆိုတော့ရေကလည်းအရန်ကိုမနှက်ပါဘူး။ သွားမယ်ဆိုလို့ရှိရင်တော့တခုလို့မူရသည်လေးမှအမြန်သာသွားလိုက်ပါเนาะဒီနေရာလေးကတော့ဆူဆူညံညံရှိလားဆိုတော့လုံးဝကိုမရှိပါဘူးเนาะတိတ်တိတ်ဆိတ်ဆိတ်တွေနဲ့ကိုယ့်ကိုအေးအေးဆိတ်ဆိတ်လာထိုင်နေကြတဲ့သူတွေကြီးပဲမို့လုံးဝကိုအပန်းဖြေဖို့ကောင်းတဲ့နေရာလေးတခုပါနောက်ထပ်ကျွန်တော်တို့ဗီဒီယိုအစ်စ်မှာထိုက်ပြီးတော့တွေ့ပါမယ်ဗီဒီယိုလေးကိုအစားဆုံးအောင်ကြည့်ရှုပေးတဲ့ချစ်မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ